ဖျားခင်ဤကောင်းချီးမင်္ဂလာအဖျက်ဖျားတက်ရောက်ပါမည်အကြောင်းသခင်ယေရှုနာမတော်မြတ်၌ဆုတောင်းကောင်းချီးပေးပါ၏6ရက်12လ2025စနေနေ့နေ့စဉ်တက်ဝင်စားဆောင်ကို အတူတကွဖတ်ရှုခြင်းအပြင်သာဝရဖျားအားဥပ္ပုကိုးကွယ်ကြပါစို့ဧဝံဂေလိတည်င်းစကားသည်သင်ဤစိတ်ထက်သန်ပြင်းပြမှုဖြစ်စေပါ ငါသည်ခရစ်တော်၏အေးဝန်ကလေးတရားကြောင့်ရှက်ကြခြင်းမရှိ အကြောင်းမူကားထိုတရားသည်ယုံကြည်သမျှသောသူအပေါင်းတို့ကိုကယ်တင်စေသောဖခင်တခင်ဤတကူတော်ဖြစ်ဤယောမအခန်းကြီး1အငယ်16ယေရှုခရစ်၏အေးဝန်ကလေးတရားသည်ကယ်တင်ခြင်းကုသခြင်းလွတ်မြောက်ခြင်းနှင့် ပုံတံပြောင်းလဲရန်အတွက်ဖခင်တခင်ဤတကူဖြစ်သည် ထို့ကြောင့် အထူးသဖြင့်သခင်ဖျားကြွလာတော်မူခြင်းသည်ကျွန်ုပ်တို့တိထားတိထက်ပုံမူနီးကပ်လာသည်နှင့်အမျှအခြားသောသူများထံညဝေရန်စိတ်အားထက်သန်စွာ လောင်ကျွမ်းရန်နှင့် ထိုအရာအဖျင်းအသက်ရှင်ရန်သင်နာလေသောတည်င်းစကားဖြစ်ရမည်တမန်တော်ရှင်ပေါလုသည်အေဝံဂေလိတရားကိုရှက်ကြောက်ခြင်းမရှိကြောင်းကြေညာခဲ့သည် ထို့ထုတ်ပြန်ချက်သည်နည်းနည်းသောယုံကြည်ချက်နှင့်မယိမ့်မယိုင်သောစက္ကပ်အနှံ့ခြင်းနေရာမှဆင်းသက်လာခြင်းဖြစ်သည်ပေါ်လူအတွက်မှာဧဝံဂေလိဟောကြားခြင်းသည်ရွေးချယ်권မရှိပါထို့အရာသည်ဘဝအသက်ရှင်ဖို့ဖြစ်ပါသည်သူသည်ဧဝံဂေလိတရားအတွက်အသက်ရှင်ခဲ့ပြီး၎င်း၏ပြန့်ပွားမှုအတွက်အသေးခံရန်ဆန္ဒရှိခဲ့သည်တမန်တော်ဝိတ္ထုအခန်းကြီး20အငယ်22မှ 29တွင်သူ၏စိတ်အားထက်သန်မှုနှင့်စိတ်လှုပ်ရှားစရာစကားများကိုဖတ်ရှုကြည့်ပါယခုမှငါတည်ဝိညာဉ်တော်အားဖြင့်ချီနောင်ခြင်းကိုခံရ၍ယေရုရှလင်မြို့သို့သွားရ၏ထိုမြို့၌အဘယ်အမှုရောက်မည်ကိုမသိသို့တော်လည်းချီနောင်ခြင်းညှင်းဆဲနှိပ်စက်ခြင်းအမှုသည်ငါကိုဆိုင်းလင်းသည်ဟုတန်ရှင်တော်ဝိညာဉ်တော်သည်ကတ်သိမ်းတော်မြို့တို့၌ငါအားတည်တည်ခံတော်မူ၏ တို့ရာတွင်ဘုရားသခင်၏ကျေးဇူးတော်နှင့်ရှင်တော်အေဝံဂေလိတရားကိုတည်တည်ခံစေခြင်းဟာသခင်ယေရှု၏လက်မှငါခံခဲ့ပြီးသောဓမ္မဆရာအမှုတည်ဟုသောငါဆောင်ရွက်ရသောအမှုကိုဝမ်းမြောက်စွာပြည့်စည်စေမည်အကြောင်းထိုညှင်းဆဲခြင်းအမှုတစုံတစ်ခုကိုမြားငါသည်ပမာဏမပြု ကိုအသက်ကိုလည်းနှမြောခြင်းမရှိယခုမူကားငါလှဲ့လေ၍ ဘုရားသခင်ဤနိုင်ငံတော်အကြောင်းကိုဟောပြောရာသင်တို့ရှိသမျှသည်နောက်တပံငါမျက်နာကိုမမြင်ရကြဟုငါသိ၏ထို့ကြောင့်လူအပေါင်းတို့ဤအသွေးနှင့်ငါကင်းလွတ်သည်ဟုယနေ့၌သင်တို့အားငါသက်တည်ခံ၏ဘုရားသခင်ဤအလိုတော်ကိုသင်တို့အားအကုန်အစင်ဟောပြောပြသခြင်းအမှုကိုငါသည်မရှောင်မလွဲပဲကျုခဲ့ပြီယနေ့ကျွန်ုပ်တို့ဤကဘာတွင် နှိမ့်ဆက်ညှဉ်းပန်းမှုများသည်များပြားနေပြီးဧဝံဂေလိတရားတွင်ရယင်းမှုကို မကြာခဏပြစ်တင်ဝေဖန်ခြင်းလစ်လျူရှုခြင်းနှင့်ပြင်းထန်သောချိန်ချောက်မှုများနှင့်ကြုံတွေ့ရနိုင်သည်သို့တော်တင်သည် ထိုအရာဤအထက်သို့တက်ရပါမည်ညှဉ်းပယ်ခြင်းကိုကြောက်ရွံ့ခြင်းသို့မဟုတ်တည်ခြင်းကိုကြောက်ခြင်းကို ခွင့်မပြုပါနှင့်သင်ဤအတန်တိတ်ဆိတ်သွားခြင်းကို ခွင့်မပြုပါနှင့် တင့်အားမိမိဘာသာအာရကျင့်နှက်စေခြင်းကို ခွင့်မပြုပါနဲ့။ကဗာကြီးသည်တခင်ယေရှုကိုလိုအပ်နေပြီးတင့်ဘဝကိုပြောင်းလဲစေသောဧဝံဂေလိတရားသည်၎င်းတို့၏တခုတည်းသောမျှော်လင့်ချက်ဖြစ်သည်။ဧဝံဂေလိတရားသည်သစ်အတွင်းများတင်စကားများနှင့်တင်ဤရှာဖွေလိုက်စားမှုများကိုလွှမ်းမိုးပါစေတင်ဤရီမန်းချက်ကိုဝိညာဉ်များကိုအောင်နိုင်ရန်နှင့် ကောင်းကင်ဘုံသို့ရွှေ့ပြောင်းနေထိုင်ရန်ပြုလုပ်ပါထိုအရာသည် အမှန်တကယ်အရေးကြီးသည့်အရာဖြစ်သည်တင်သည့်ဧဝံဂေလိတရားကို ဝေငှသည့်အခါတိုင်းမှာတင်ဤစကားကိုနားထောင်သည့်သူများဤဘဝအတ္တများကို အကျိုးတက်ရောက်စေပြီးပြောင်းလဲစေသည့်ဘုရားသခင်ဤတကူတော်ကိုလွတ်ထုတ်ပေးပါ သင်ဝေငှသည့်အခါတရားစကားကိုနားမထောင်ခြင်းရောက်ဆောင်သူများပင်နှင့် သို့မဟုတ်တင်းစကားကို ပြောင်ပြောင်တင်းတင်းစန့်ကျင်သောသူများပင်ဖြင့်တနေ့သောအခါ၎င်း၏တကူတော်ထံအရှုံးပေးရပါလိမ့်မည် ထို့ကြောင့်သင်ရောက်ရှိနေသည့်ဝိညာဉ်တိုင်းသည်ထာဝရအောင်ပွဲဖြစ်သောကြောင့်ဧဝံဂေလိတရားကို အတားအဆီးမရှိ ဟောပြောပါထပ်၍လေးလာရန်ကြံပါရှမာကုအခန်းကြီး၁၆အပိုင်းငယ်၁၅သင်တို့သည် လောကီနိုင်ငံအရရရရှိသမျှသို့တွား၍ဝေနေယတတဝအပေါင်းတို့အားဧဝံဂေလိတရားကိုဟောကြားလော့နိတိမောတိအခန်းကြီး၄အငယ်နိနှုတ်ကပတ်တရားတော်ကိုဟောပြောလော့အချင်းရှိသည်ဖြစ်စေမရှိသည်ဖြစ်စေကြိုးစားအားထုတ်လော့အပြစ်ကိုဖော်ပြလော့ဆုံးမခြင်းကိုပြုလော့အလွန်ရှိသောစိတ်နှင့်ဩဝါဒမျိုးကိုပေး၍တိုက်တွန်းသွေးဆောင်လော့တိကောရိတုအခန်းကြီး၉အငယ်၄ စัจ चा ငါသည်ဧဝံဂေလိတရားကို ဟောယုံပြုလျင်ဝါကြွားခြင်းအကြောင်းမရှိသေးအဘယ်ကြောင့်လဲဟုမူကားမဟောဘဲမနေနိုင်မဟောဘဲနေလျင်အမင်္ဂလာရှိ၏ဆုတောင်းခြင်းကို အတူတကွဝန်ခံကြပါစို့အဖိုးအနက်ကထိုက်တော်အဖာကျွန်ုပ်အားဧဝံဂေလိတရားကိုယုံကြည်စွာအနံ့ထားသည့်အတွက် ကိုရောကိုယေရှုတင်ပါ၏ဝိညာဉ်တော်ဤတကူနှင့်အုပ်ဆိုးမှုဖြင့်ဧဝံဂေလိတရားဟောပြောရင်ကျွန်ုပ်ဤရဲရင်မှုနှင့်စိတ်အားထက်သန်မှုတို့အတွက်ကိုရောကိုယေရှုတင်ပါ၏အခြားသောသူများအားကိုရောဤမေတ္တာနှင့် အမှန်တရားကိုဝေငှရန်အခွင့်အရေးမှန်သမျှကိုလက်မလွတ်တမ်းအသုံးချပြီးကိုတော်ဤကဲတင်ချင်းတကူတော်ဤတည်င်းကောင်းနှင့် အတူသူတို့ဤဘဝအတ္တတာများကို ပုံတံပြောင်းလဲစီပါသည်သခင်ယေရှု၏နာမတော်မြတ်၌အာမင် တနှစ်တာကျန်းစာဖတ်ခြင်းအစီအစဉ်၃ရောအခန်းကြီး၁တန်ရီလအခန်းကြီးခွန်မ89ဖတ်ရှုဆင်ခြင်းနှလုံးသွင်းကြပါစို့နှစ်နှစ်တာကျန်းစာဖတ်ခြင်းအစီအစဉ်ရှင်ရောင်းအခန်းကြီး78အငယ်30မှ78 600အခန်းကြီး73မှ74ကိုဖတ်ရှုဆင်ခြင်းနှလုံးသွင်းကြပါစို့